2025ခုနှစ်မေလ20ရက်ဤကနေ့မြေစောစောနှုတ်ကတော်ညီဖျားခင်သားတယောက်တိုင်းကျွန်တော်တည်တည်မြတ်ခန်းစားပြီးတိရတာကလာတော်လာခြင်းလည်းမဲ့ခွင့်ရွတ်တဲ့ပြင်ဆင်ပေးတဲ့ဖြစ်ရှင်တော်မှာပုံကြည့်ပါစီတော့ရှေးဥစွာကလာချုံရွေးတော်မစဉ်နှစ်စာနေဒီကနေ့ပါဝင်ကျွန်တော်ကြွားတက်ရှင်ခဲ့တာရပ်ပေါင်း140တိတိရှိခဲ့ဖြစ်ပါတယ်ကွန်ကရစ်ရပ်ပေါင်း140မှာကလာချုံဘလို့သုံးပြုခဲ့တဲ့ဆိုတာပြန်ပြောင်းဆန်းစစ်စစ်စားဆင်ခြင်လုပ်သွင်းကြရအောင်မနက်ဖြန်နေစပြီးတော့တိတ်ကုန်တိကျရှိသေးတော့ 225ရက်ကျန်ပါသေးတယ်။ကျန်ရှိတဲ့225ရက်လည်းကာလချုံကောင်းဆုံးရွေးထုတ်ပြီးသွားလာခြင်းလို့ဘုလုံးကရှင်းစွာတိုက်တွန်းလို့ဆိုပြစီ။ဒီကနေ့ My Blessed Morning Season အတွက်အဓိကခြေပြပတ်ကျမ်းစာကတော့82ခုမြောက်သောဇာလံအပိုက်ငယ်78ဖြစ်ပါတယ်။အပွဲသောမှုတို့ကိုတပါးသီးသာစင်တော်မူသောထာဝရအရှင်ဘုရားသခင်ဣတိလာမျိုးကြီးဘုရားသခင်သည် မင်္ဂလာရှိတော်မူစေသတည်း။ ကြားရတဲ့ဘတော်သက်ရှင်တဲ့စကားတော်ဖြစ်တိုင်းကြောက်တော်ဘုရားဖြစ်သည်အသစ်တပံပြန်လဲကောင်းချီးပေးပါစေသောအာမင်အံပွေသောအမှုတို့ကို ပြုတယ် God did wondrous things ဖျားလခင်ကအမြဲတမ်းလိုလိုလူသားတွေမမျောမလင့်ထားတဲ့အောင်းအပွေသောအမှုတွေကိုပြုနေတယ်ဘုရားဆိုတာကိုအကျဉ်းစားတဲ့ပေါ်ပြတာတွေ့ရမှာဖြစ်ပါတယ်ကျောင်းယုံကြည်သူတို့ဘုရားတရားမှာလည်းနေစင်တယ်မြတ်ဖျားခင်ပြုတဲ့နေမဲ့ခဏတွေ အောင်ပွဲရာသီကိုဒီစရမြမျှော်လင့်ကြဖို့ဒါလည်းအရေးကြီးတဲ့အချက်တစ်ချက်ဖြစ်ပါတယ် expect god's miracle daily ဖျားခင်နမိတ်လက္ခဏာဖျားခင်ရဲ့အောင်ပွဲပြုမဲ့အရာတွေကိုနေ့စဉ်နဲ့မျှကျွန်တော်မျှော်ကြည့်ပြီးတော့ပွားလာခြင်းလည်းဖို့ထိုးရှင်းအလိုတော်ရှိတယ်ဆိုတာသိဖို့ပဲဖြစ်ပါတယ်နောက်တာပြီးပြီးတဲ့ပြင်ဖျားခင်ဟာမင်္ဂလာရှိပါစေလို့ဣတိလာမျိုးကြီးဖျားခင်ဒါတော့တပောင်းရအာ အစ္စရေးလူမျိုးကိုဗဟိုပြုပြီးရေးတာတော့အစ္စလာမ်မျိုးရဲ့ဖျားသခင်ကိုပြောတာဆိုတော့ကျွန်တော်ဓမ္မသစ်မှာရှိနေတဲ့သူတွေဟုတ်လားပရိညာသစ်ဓမ္မသစ်မှာရှိတဲ့သူတွေဂျေဇုတော်ကြွားတဲ့ခေတ်ကာလမှာရှိတဲ့သူတွေကတော့အသင်းတော်၌ဖျားသခင်သည်မင်္ဂလာရှိပါစေလို့ကျွန်တော်ဝတ်ဆိုအားမှာဖြစ်ပါတယ်ဒါကြောင့်ဒီနေ့ချက်တော်ညို့ပါပါတော့ဖျားသခင်ဟာအောင်းအောပွေသောအမှုရာတွေပြုတဲ့ဖျားဖြစ်ပါတယ်အကြည့်၍ဒီနှစ်ကတည်းကတရားစကားကို ကျမ်းလာစဉ်နှုတ်သွင်းတဲ့သူတွေကဒုတိယကြိမ်ဝေးခဲ့ပြီးပြီဟုတ်လားကယ်ရင်ရောက်ပြီးပြီဆိုရင်တော့ဒါအအောင်ဆုံးအကြီးမားဆုံးသောနေပလခဏကိုခံစားရတာဖြစ်ပါတယ်ဟာလေလုယာပြီးရင်၄စရမြထာဝရတန်တဲ့တပထာဝရတန်တဲ့ရှင်နဲ့ကောင်းကြီးမိင်္ဂလာနဲ့ဖျားခင်ဆက်လက်ပြီးတော့တောင်းလောင်းထားစဉ်ဖြစ်ပါတယ်ဒီတက်လည်းဖျားခင်ကိုချီးမောလို့ရတယ်ဒါအအောင်ပွဲမှုရတွေကအဝေးကြီးမှချီးဖို့မဟုတ်ဘူးပဲနေရာသွားပြီးတော့အဲ့အအောင်ပွဲမှုရတွေရှာဖို့မဟုတ်ဘူးမိမိဘဝအသက်တာတင်းပါပြီး ရှိနေတယ်ဆိုတာကိုကျွန်တော်တို့တည်ကျွမ်းပြီးတော့တန်ရှင်တို့ကျွန်တော်ဖျားပြီးတဲ့အလင်းရောင်မှာမိဘဝတ္တတော်စက္ကအနံလေဆက်စစ်လေဆက်စားစင်တဲ့လူတွေဖြစ်တယ်ဆိုတာကိုခေါ်ညွှန်ကျင်တာဖြစ်ပါတယ်ပြီးနောက်မှာလည်းအောင်ဖော်တော်မူရာတွေပြုတယ်ဖျားသခင်ကိုမင်္ဂလာရှိပါစေတပတ်စ်ပါတော့အသင်းတော်၌ယေရှုခရစ်အဖြစ်ကဘာဆက်ဆက်ဘုံကြီးစီတည်းဆိုပြီးတော့ဧဘရောစာခန်းကြီး3အပိုင်ငယ်27မှာဖော်ပြတာတွေ့ရမှာဖြစ်ပါတယ်အသင်းတော်၌ ယေရှုခရစ်အားဖြင့်ကပါဆက်ဆက်ပုံကြည်ပါစေထိုရှင်နာမှာပုံကြည်ပါစေတော့ကြောင့်ဒီနေ့မိဘဝတ္တာမှာလည်းအာဝဲမှုရာတွေပြုနေတယ်ဆိုတော့တည်ကျွမ်းခြင်းနဲ့တူထိုရှင်၌သာလည်းနေစဉ်နဲ့မြတ်သွာလာခြင်းလည်းပို့ထိုရှင်ပြုတဲ့အာဝဲမှုရာတွေကမမေ့မပြောက်စကောင်းဟလာကျွန်တော်တို့ဘောနဂင်ဖြစ်တဲ့ချက်စပြီးတော့ဒုတိယမိဘဝတ္တာချက်စပြီးတော့ယနေ့ထက်တိုင်အောင်ဖျားခင်ကျွန်တော်တတ္တာကိုပြင်ဆင်ပေးတယ်ကျွေးမွေးတယ်ပြုစုတယ် လိုလီသိရှိမြောက်ထောက်ပံ့တယ်ကျွန်တော်ခီးသွားတဲ့ခါမှာကျွန်တော်လမ်းခီးစီကိုလုံခြုံစီတယ်၊ကွဲကားတယ်၊လမ်းပြတယ်အားတားတဲ့ဖျားခင်ပြုတဲ့ကြီးမားတဲ့အာဟုပ်ဝဲသောအမှုရာတွေပဲဖြစ်ပါတယ်။ယောက်ဒီစနေမြကျွန်တော်ခန်းစားရတွေကိုစစစင်ရင်လုံးသိပြီးတော့အော်မနေ့ချိန်တော့ညနေဝင်ပြီးတော့မိုးချွတ်သွားရင်လေတိရတာကလာဖျားခင်ဘာတွေပြုခဲ့တယ်လဲအဲ့ဒါကိုရေတွက်ပြီးတော့ခြိမှန်းကြတဲ့သူတွေဖြစ်အောင်လို့တိုက်တွန်းလို့ဆိုလိုပါတယ်။ ကျောင်းရဲနုတ်ကတော်နဲ့ဝေခကြအဖြစ်ရောက်တဲ့ဘုရားဖျားသခင်သည်အတိတ်တပံပြန်လဲကောင်းကြီးပေးပါစီတော့ဆုတောင်းနိုင်ကြပါစို့မြတ်တော်ရှင်ဘုရားအာဟဝယ်မှုတို့ကိုတပားသီးတာကိုတော့စီရင်တယ်လို့ပြောပါတယ်ကိုရောပြုတဲ့မှုကအာဟဝယ်ဖြစ်ပါတယ်အခြားခြားသောသူတွေပြုတဲ့ຢာတွေထက်ထူးမြတ်တဲ့ຢာပဲဖြစ်ပါတယ်အဲ့ဒါပြီးလို့ရှင်ကိုရောရှင်ဟာ မင်္ဂလာရှိပါစေဆရာဆရာတော်ဣတိလာမျိုးနိုင်မင်္ဂလာရှိပါစေလို့ချီးမွမ်းသလိုဣတိသားတို့တွေကတော့အသင်းတော်၌ ခရစ်တော်အဖြစ်ကဘာဆက်ဆက်ဘုံကြီးစီသတိလို့ကိုရောချီးမွမ်းရမှာဖြစ်ပါတယ်။ကြောင့်ဒီနေ့နှုတ်ကတရားစကားကြားနေသာမီတောက်ချင်းစေဘဝတမှာအာဝဝေသောမှုအပြုတဲ့ဘုရားသခင်ကိုမင်္ဂလာရှိပါစေလို့ကောင်းချီးပေးပြီးတော့ချီးမွမ်းစရာကြောင့်ဖြစ်စေဖို့နှုတ်ကတရားစကားပေါ်မှာအလင်းပေးခြင်းပဲ့ပြင်းခြင်းသွန်သိခြင်းပြုပြီးပြုတော့ကောင်းချီးပေးပါပြီကြောင်းကဲတပိုင်ရှင်အရှင်ယေရှုဘုရားနာဘတော်မြေကိုပြုပြုပြီးကျေးဇူးတော်ပေါင်းချီးမွမ်းခြင်းနဲ့တူဆုတောင်းအပ်နှံ့ကြပါရစေဘုရားသခင်အာမင် ီနေ့မေလ20ဖြစ်တဲ့ကြောင့်မှတ်မိအောင်မနက်ဖြန်မေလ21မှာမွန်တက်ဆက်နိုင်ခြင်းပေါ့လေမိပါများတပါတရအစည်းအဝေးရှိတယ်လို့ပေါ်ညွှန်ကြည့်ပါတယ်အဲ့ဒီစဉ်စဉ်နဲ့စောင့်ဆိုင်းပြီးတော့ကြည့်ရှုဖို့လဲကျွန်တော်ဖိမှန်တကားပြုခြင်းနဲ့အချင်းချင်းလဲအသိပေးကြရအောင် remind လုပ်ကြရအောင်မိပါများတပါတရအစည်းအဝေးရှိတယ်ဆိုပြီးတော့ဒီနေ့ my blessed morning ကိုလဲလာအောင်ဝယ်မှုတော့ပြုတယ်ဖျားဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်တို့အသက်တာတည်တည်တည်ကျွမ်းစီအောင်တော့ကမိမိရဲ့မိတ်ဆွေတွေမှာ public မှာ ရှယ်လို့ရှယ်ပြီးဘုရင်ပြန်မှာပါဝင်ပြပါအောင်လို့ကျွန်တော်ထပ်မံပြီးတော့တောက်ဆက်လက်ဆက်ရှိတိုင်းတောက်ဆုလိုပါတယ်။အကြောင်းတဲမောဘုရားခင်သည်ကြည်ပါတယ်ကောင်းကြီးမင်္ဂလာများနဲ့တောင်းလောင်းပြီးလမ်းပြတော်ပူပါစေတော့။အာမင်။